这个我也没被贵的这个，但俺内妈的也白交了飞机。呃，因为是吧，那地方是越搞越高，五千五百关系。这把也，呃，这把也，在哪看是五千五百块没算的过，拿毛巾了。 မပါပါမယ်ကျမတို့ရရတော့ဒါရင်းပယ်ပြီးသွားပြီဆိုတော့ကျမမပါနိုင်တော့ပါဘူးအဲကျမမပါပါမယ်ကျမတို့ကျမတို့ဟိုပါတီရနေပြီးတော့ခုနကိုယ်စားလှယ်လောင်းနေခဲ့တော့ပဲအဲပါတီမှာကိုယ်စားလှယ်လောင်း680ကျော်ရှိပါလေအဲဒီ680ကျော်မဲပေးခြင်းအပြင်ကျမတို့ပါတီကိုအားပေးကြပါအဲ့လိုအားပေးခြင်းအပြင်ကျမတို့ပါတီလွတ်တော်ရဲရောက်သွားရင်ပြည်သူလူထုကိုကိုစားပြုတဲ့အတန်းအဲပြည်သူလူထုရဲ့အခန်းစားချက်တွေပြည်သူလူထုရဲ့အဲလူမှုဘဝဒုက္ခတွေကိုပြည်လည်နိုင်မဲ့ အပြည့်လည်နိုင်မဲ့ပေါ့နော်ဟိုဒီမူဝါဒတွေဟိုရရှိအောင်လို့အတွက်ကျွန်တော်တို့အစိုးရမဖြစ်တည်တိုင်အောင်လဲကျွန်တော်တို့လွတ်တော်တွေကတွန်းပါမယ်ဒါတကယ်လို့ပြည်သူလူထုထောက်ခံမှုများလို့အစိုးရအဖွဲ့တွေရောက်သွားရင်လဲကျွန်မပြည်သူလူထုရဲ့အကျိုးကိုဆက်လက်ပြီးထမ်းဆောင်ပါမယ်နောက်ဆုံးအမြင့်ဆုံးကတော့ကျွန်တော်တို့အာသာအာဏာရပါတီဖြစ်သွားရင်တော့ကျွန်တော်တို့မူဝါဒတွေကျွန်တော်တို့အပြည့်အဝအကောင့်ထက်ပေါ်နိုင်မှာဖြစ်ပါတယ်ချက်ဒီလိုမှနည်းနည်းတော့တွန်းတယ် ဲတက်တက်ကြိုက်တဲ့ကောင်ကတော့သူ့ကိုသူတော်မောက်အောင်မထုံနိုင်မင်းနဲ့မင်းရောင်လိုင်ကိုတော်သူတယောက်ထဲစာအတွက်တော့နေရာရအောင်မလုပ်နိုင်မင်းနဲ့သူကတက္ကနိုင်ကလုံးကိုသူကနေရာရအောင်လုပ်ပေးုံပဲတဲ့မင်းတို့ကောင်နေပါဇက်ကချင်းကြယူနေတကယ်ပါပဲစစ်မှန်တဲ့စိတ်တက်နဲ့လှုပ်တာမဟုတ်တဲ့အတွက်စစ်မှန်တဲ့ຢာတွေကတော့ရမှာမဟုတ်ပါဘူး။ဘာလဲဆိုတော့ထိတ်ရကောင်ကလည်းစစ်မှန်တဲ့ကောင်မဟုတ်တာပြည်သူကောင်လက်မခံတဲ့ကိုယ်တွေကလှုပ်တဲ့ပွဲကိုကိုယ်တွေဟောင်းနေရလို့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ကျေးဇူးတင်ပါတယ်ရှင်။ကျမကျမကိုမေးတဲ့အတွက်လေ။ ကျွန်တော်မီဒီယာတွေနဲ့အဲ့လိုပဲဖြစ်စေတယ်လို့ပါကျွန်တော်လက်တော်မပြောသေးတာဖြစ်ပါတယ်ဆိုပြီးလို့ရှိရင်ကျွန်မအဲပြီးလို့ရှိရင်ကျမပေါ့နော်ကျမမပြန်ရပါမယ်လေကျမရဲ့လုပ်ဖော်ကိုင်မဲ့ကိုစလေလောင်းနေရတယ်ဒီလိုတက်တက်ချွားချွားနဲ့လူလူတွေ့ဆုံပွဲပြည်သူလူလူရဲ့ဩဝါဒခံယူပွဲဒါတွေချင်းပနေတဲ့နောက်ဘေဘုတ်ဘေပင်ပြီးတော့မှဒီအခမ်းအနားတွေချင်းပနေပြီးပြည်သူလူလူနဲ့ထိတွေ့နေကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ကျမပြောချင်ပါတယ်ရှင် ောလေးကမမေဘောလေးကမသင်ရဲ့ဖန်ခံရမှာကြောက်လို့ဆိုရပြောလေးကိုကဘောလေးကမမေဘောလေးကမသူစဉ်ဝိုင်းတို့ဘယ်လိုကြုံထွက်ခဲ့တဲ့ဆိုရမင်းတို့မမြင်လို့လားဒီလိုသိကြရအောင်မင်းတို့စောက်ကောင်းရှိမင်းတို့ပထွေခိုင်းနဲ့လမ်းလို့ရအောင်မြောက်လောင်လားမသိအမှန်လားမှားလားဘောမှာရောင်ပြောင်းမသိတယ်မင်းတို့ခွင့်လွတ်စရာပါစောက်ကြောင်းမရှိဒါကလေကလည်းဖြုံငါလုံးမသားချက်ပြီးတုံးတဲ့ဘောမဆိုင်ကအခုချိန်ကြီးကိုမှိုင်းပြီးပြီးတော့ကန့်နေတော့အလုံးမဝါရဖြစ်ဘူးဒီလို ပြီးသွားတော့ကွာငါဒီကိစ္စအပြီးသွားရင်ရှင်ငါဒီရမှာဘယ်ပိုင်လာကွာမဲဆွေလေတပြုံတစ်ခေါင်းကွာမင်းအိုးစုလိုက်ကြီးနဲတာ မြမာပြည်ပြန်လာပြည်မာရင်တို့ရောမောင်တွေမလဲလဲရှောက်ချင်းမမြမာပြည်ပြန်လာပြည်မာလူတွေတော့ရရရဲ့ရွာဘာဖြစ်တော့ရေတော့ငါလည်းမကြည့်တော့ဘူးဘာချမ်းပြောက်သွားလို့ဒီဘဘကြီးကမတ်တာတိုင်းပဲကွာမပြောချင်းတော့ဘူးလေ

လီဂမမေပလီဂမသူစဉ်ဝိုင်းဘယ်လိုကြုံတွေ့ခဲ့တဲ့ဆိုရမင်းမမြင်လို့လားဒီလောက်ကြည့်ကြအောင်မင်းတို့စောက်ကောင်းရှိမင်းတို့ပထွေခိုင်းတဲ့လက်လို့ရအောင်မြောက်လောင်လားမသိအမှန်လားမှားလားဘောမရောင်ပြောင်းမသိရမင်းတို့ခွင့်လွတ်စရာပါစောက်ကြောင်းမရှိဧရကလေးကလည်းပြုံးကလုံးမသာချက်ပြီးတုံးတဲ့ဘောမဆိုင်ကအခုချိန်ကြီးကိုမှိုင်းပြီးပြီးတော့ကန့်နေတော့လုံးမဝါရဖြစ်ဘူးဒီပြီးသွားတော့ငါတိတ်တိုင်းပြီးသွားရင်ငါတိတယ် Beijo ele. လိုင်းမျိုးတွေအားလုံးပဲသဘောဝဘေးနဲ့မေးပြီးတဲ့မှာအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြစ် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလို Revolution မလို့သွားပေးကမှာတော့ယနေ့ဝင်ဘာလ16ရက်နေ့မနက်ပိုင်းတင်နောက်ဆုံးရရှိတဲ့သတင်းချို့အချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနှစ်ပြည့်ကိုဒီနေ့မှထပ်မံတောင်းဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုတဲ့အခါမှာလည်းတတိယတဲ့ခါတိုင်း VPN ဖွင့်ပြီးချိတ်ဆက်ပြီးတော့ကြည့်ရှုပေးဖို့လည်းဒီနေ့ကနေပြီးထပ်မံတောင်းဆိုကြပါတယ်ပထမဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျိုးစီပွားတွေနိုင်ငံတော်အာဏာကိုအတင်းတမာမတရားဖြင့် သိမ့်ပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့1952ရက်ရှိပြီဖြစ်ပါတယ်။မနိုင်ငံတော်ကပြည်ထောင်တွင် စစ်ကောင်စီကစစ်ခွေးတည်ဆုံမှုဆင်းမှာတော့နေပြည်တော်တကုံးမြို့နယ်မှာ9កောင်နေပြည်တော်တကုံးတီတောင်တက်ကြိတ်နေတဲ့နေသားတစ်ခုပါပဲ။သခိုင်းတိုင်းသခိုင်းမြို့နယ်မှာ9កောင်ပဲခူးတိုင်းပေါက်ခုံးမြို့နယ်မှာ3កောင်မကွေးတိုင်းစင်ပေါင်းမြို့နယ်မှာ3កောင်မကွေးတိုင်းရေစုမြို့နယ်မှာတော့2ဦးလင်းဝင်ရောက်ပြီးတော့မန္တလေးတိုင်းနှထိုးကြီးမြို့နယ်မှာ2ဦး တင်းသားအတိုင်းတင်းသားမျိုးနမှာတူလင်းဝင်ရောက်ခဲကြောင်းနဲ့သိရှိရပါတယ်။နောက်ဆုံးဒင်းပုံအနေနဲ့ကတော့မိုးကုတ်နဲ့မိုးမိတ်မျိုးကိုတီယန်လေးကစေအုပ်စုရဲ့လက်ထက်ကိုပြန်လဲထည့်ပစ်လိုက်ရင်မလဲစေအုပ်စုတကဝင်လာဖို့ကိုရန်ကုန်မှာခက်ခဲနေရဆိုပြီးတော့တီယန်လေးနဲ့ပြန်လဲဆွေးနွေးမှုပြုလုပ်ခဲကြောင်းသိရှိရပါတယ်။အဲ့လိုဆွေးနွေးမှုမှာတော့တော်လိုင်းရဲဘော်တွေများပြားရှိတဲ့အခုလိုနေရာမျိုးကိုသူတို့အနေနဲ့ဝင်ဖို့ဟာဖင်တွန့်နေတာဖြစ်ပါတယ်။ကြောက်နေတာပေါ့ဗျာ။ဝင်လဲဝင်လို့မရတဲ့နေရာတခုဖြစ်နေတယ်။အဲ့အတွက်သူတို့ရဲ့တောင်းဆိုမှုကတော့တီယန်လေးအနေနဲ့စေအုပ်စုကိုထဲကိုခေါ်သွင်းပေးဖို့အတွက် ဖြစ်ပါတယ်။ကဲဒါနဲ့ပတ်သက်ပြီးတော့တီယိုကြီးကိုသွားပြီးတော့မင်းအောင်လိုင်းကနေပြီးတော့စီပလင်းခါချေကြီးကြီးကိုခေါ်ပြီးသွားနောက်တစ်ခါထပ်ပြောဗာပြောလဲဆိုရင်တော့ TNLA အနေနဲ့တက်တက်ကလူတွေကအကုန်လုံးကောက်ဝယ်ပေးပြီးတော့အထက်ကိုထည့်ပေးပါဆိုပြီးတော့ပြောပြန်ပြီဗျာ။ကဲအဲ့တော့ TNLA ကလည်းမဖြစ်မနေနဲ့လောက်ဝပြန်ပြီပေါ့။ဒါကတော့မန္တလေးတိုင်းမိုးကုံမြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိန်မြို့နယ်တို့ကိုတောင်မျိုးသားလွတ်မြောက်ရေးတက်မတော့ TNLA ဟာတပြိုင်တည်းစစ်အုပ်စုကိုခေါ်သွင်းမဲ့ဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်လိုက်ဖြစ်ပါတယ်။ဝင်ပါလား 30ရက်နေ့နဲ့ဒီသမလာ1ရက်နေ့တို့မှာမိုးမိတ်နဲ့မိုးကုတ်ကိုစေရုပ်စုတက်တွေခေါ်သင်းသွားမယ်လို့နိုဝင်ဘာလ16ရက်နေ့ကနေပြီးတော့တော်လိုင်းအင်အားစုနဲ့တွေ့ဆုံမှာမှာလဲပြောခဲ့တာဖြစ်ပါတယ်။ဘိုးကုတ်မျိုးကိုစေရုပ်စုတက်တွေခေါ်သွင်းလာရမှာတော့တော်လိုင်းအင်အားစုတွေအနေနဲ့လုံးဝနှောက်ရှက်ဟန်တောက်ကမရှိကြောင်းပြောဆိုခဲ့တာတွေ့ရှိရပါတယ်။တကယ်ဥမာပဲတော်လိုင်းတက်တွေနဲ့ဘေးကျန်နန်ချက်ကိုတောက်နေပြီးဖြစ်ပါတယ်။ဘယ်ဟုတ်တိုက်ရမှာလဲ။နှစ်ဖက်လုံးပြန်တက်ရမယ်နေထားခုတော့ဖြစ်နေတာပါသူတို့ကတော့စီအိုစုမဖြစ်မနေခေါ်သွင်းရမယ်အချိန်ဖြစ်နေပါပြီတဲ့ ၎င်းတို့ရဲ့လုပ်ငန်းစဉ်တွေမှာနှောက်ရှက်ဟန်တာတော်တွေမလုပ်ဖို့ခေါ်ပြောတာတွေကိစ္စတွေရှိတယ်လို့ပေါက်ကြလိုက်ပြီဖြစ်ပါတယ်။ဒါပေမဲ့အခုရပိုင်းမှာလည်းပြင်းဦးနယ်နဲ့မိုးကုတ်လမ်းပေါ်မှာရှမ်းလမ်းစုံမှာစီအုပ်စုနဲ့တရံလေးတက်ဟာဆက်ဆံရေးယုံတွေပြန်လည်ဖွင့်လှစ်လာတယ်လို့သိရှိရပါတယ်။အဲဆက်ဆံရေးယုံတွေကတဆင့်မိုးမိန်နဲ့မိုးကုတ်မျိုးကိုခေါ်သွင်းလာမှာဖြစ်ပြီးတော့မိုးကုတ်မျိုးမှာငွေပါလာနှစ်ရက်မှာဖွင့်လှစ်ထားတဲ့ဆက်ဆံရေးယုံတွေပို့ဆောင်ပြီလို့လည်းပြောထားတာတွေ့ရှိရပါတယ်။စီအုပ်စုကပြည့်ပြီးနောက်မိုးကုတ်နဲ့မိုးမိန်မျိုးနယ်တို့ကနေတက်တွေစုခွာပေးမယ်လို့တရံလေးကထုတ်ပြန်ပြောဆိုထားမှလည်း တော်လိုင်းအင်အားစုတွေကတော့မိုးကုတ်ကိုဆက်ကောက်မယ်အကြောင်းပြောဆိုထားကြလဲအလုံးသိရှိမှာဖြစ်ပါတယ်မိုးကုတ်ကိုစေအုပ်စုတက်တွေခေါ်သွင်းလာမယ်ကိစ္စနဲ့ပတ်သက်ပြီးတော်လိုင်းအင်အားစုတွေကို EN လေးကညှိနှိုင်းတိုင်ပင်တာမျိုးဒီနေ့ထိတော့မလုပ်သေးဘူးလို့ပြောထားပါတယ်ညှိနှိုင်းတိုင်ပင်တာမလုပ်ပြင်မဲ့လဲခေါ်သွင်းလာမှာမနောက်ရှင်းနေဆိုပြီးပြောထားတာတွေရှိတယ်ဆိုတာဒါအမိန်ပေးတဲ့ပုံစံတော်ဖြစ်ကုန်းဖြစ်နေနိုင်ပါတယ်ဒါကြောင့် EN လေးကစေအုပ်စုကိုမိုးကုတ်ကိုခေါ်သွင်းလာရမှာတော်လိုင်းအင်အားစုတွေနဲ့တိုက်ပွဲတွေဖြစ်လာနိုင်မလားဆိုတဲ့ခြေအနေကိုတော့မိမဖော်လို့တဲ့မိုးကုတ်တပိတ်အင်အားစုအဖွဲ့တို့ကတော့ ကျွန်တော်တို့ကတော့ lower ကိုင်ရန်ခတ်တဲ့အနေအထားကိုရောက်နေပါပြီ။တစ်ဖက်ကလည်းမဟာမိတ်၊တစ်ဖက်ကလည်းစစ်အုပ်စုတိုက်ပွဲတွေဖြစ်လာနိုင်မလားဆိုတဲ့အခြေအနေကတော့ပြောရခက်တယ်။ကျွန်တော်ထင်ပါတယ်အဲ့ဒီရဲ့အခြေအနေပေါ်မူတည်ပြီးတိုက်ပွဲတွေကတော့ဖြစ်လာနိုင်စရာလည်းရှိပါတယ်လို့ပြောထားတယ်။တွေ့ရှိရပါတယ်။အေးဒါကတော့လက်ရှိမှာမိုးကိုမိုးမိမှာတော်လိုင်းတက်တဲ့အနေနဲ့ တော်လေးကိုမှဘေးကျင်နေရိုက်နေတဲ့ထားကိုဖြစ်ပါတယ်ဘလိုမျိုးကောင်းဆုံးဖြည့်ရှင်းကြော်ဖြတ်ကြမလဲဆိုတာကတော့ဆက်လက်စောင့်ကြမနေထားကိုဖြစ်ပါတယ်နောက်ထပ်ဒီမုံအနေနဲ့ကတော့ရုပ်ရှင်စီယုံဥက္ကဋ္ဌကြီးကတော့လက်ရှိချိန်မှာသဘင်နုပညာလောကမှာလည်းလူငယ်လေးတွေကတော့ဥက္ကဋ္ဌဖြစ်နေဖြစ်တဲ့အတွက်သူတို့ရဲ့နုပညာလောကရုပ်ရှင်လောကကိုလည်းပြည့်ဖို့စဉ်းစားချင်းချင်းနေဆိုပြီးပြောထားတဲ့တွေ့ရှိရပါတယ်ယုံလေးမပေးလို့မရဘူးယုံလေးကတော့မှလူမိုက်တွေနဲ့မျိုးကိုချိန်သွားလိမ့်မယ်လက်ရှိချိန်မှာကတော့ယုံလေးရဲ့ရိုက်ကူးတဲ့ကားတွေဟာ ခြားလွမ်းကားတွေဆွေးကားတွေဟာတာကားတွေနဲ့မတူဘဲနဲ့လုံးဝကမှနိုင်ငံခြားဆန်တဲ့နိုင်ငံတကာအဆင့်မီတဲ့ကားတွေဖြစ်ကြောင်းလည်းထပ်မံပြီးကြီးကြီးရွားတွေ့ထားပြီးတော့အခုလိုမျိုးလူငယ်လူရွယ်တိုးတက်နေတဲ့လူငယ်တွေဒါတကယ်ပဲဥက္ကဋ္ဌတယောက်ဖြစ်တင်လဲဆိုပြီးတော့သုံးသက်ဝေးပြန်ပြပြီးတော့မကြိုက်ပါပဲလုံလေးလက်ထဲကိုဥထာကြီးယာသူထိုးအပ်မိထားလည်းတွေ့နေရပါတယ်လုံလေးကိုပဲကြီးကြီးထိုးအပ်ထားတာဒါမှမဟုတ်ယုံလေးကပဲလူမိုက်တင်နေပဲထိုးအပ်ခိုင်းတာကတော့အသေးအွယ်နဲ့နေထားပါဗျာညာအဲ့ဒီလိုအပြစ်ခံလိုက်ရင်ငါဒီလိုခံစားရပါမလားဆိုတဲ့စိတ်ဘာကြောင့်မရှိတာ emotion ဆိုတဲ့စိတ်ခံစားမှုအခြေခံကိုသူတို့မသိလို့ပေါ့အဲ့ဒါဘာလို့မသိတာလဲရှင်းရှင်းလေးပဲစာမဖတ်လို့ပေါ့စာမဖတ်တဲ့ကောင်ကြီးရှေ့ရောက်ရောက်လာရင်တိုင်းပြည်မှာကြောက်စရာကောင်းတယ်อืมအဲ့ဒါကိုသတိနည်းနည်းပြင်ပေးပါဘုရားဖလို့ဆိုတဲ့တရားဥပဒေစိုးမိုးရေးတာဗစက်ကပြောတော့တော်တော်ကောင်းတယ်လှအောင်နားထောင်လို့လည်းကောင်းတယ်တရားဥပဒေရဲ့ရှင်းမောင်မှာအလုံးကဒန်းတူပဲ တရားဥပဒေရဲ့ရှေ့မောက်မှာအားလုံးကညီညီမျှမျှပဲတရားဥပဒေရဲ့ရှေ့မောက်မှာအားလုံးအခွင့်အရေးတူတူညီညီရှိကြတယ်ကျွန်တော်တို့နှစ်ပေါင်း90ရှိခဲ့ပြီတရားဥပဒေရဲ့အကာအကွယ်ကိုတစ်ခါမှမရခဲ့ဘူးထူးဆန်းလိုက်တာတရားသူကြီးကကျွန်တော်မေးတယ်ဟွန်းကိုသာကနာနဲ့ခမရမှာအီးမေးလ်လိပ်စာရှိလားတဲ့ ။အားရှိတာဗောကျွန်တော် email လိပ်စာက tuya61@gmail.com ညနာကိုပြတ်သွားတာပဲတရားလို့ကြည့်ရ။ဒီမှာကိုစားရတာခမ ्या ကိုကျွန်တော်လူကြီးလူကောင်းလို့ပြောနေတာနော်။ဘာဘာဘာဖြစ်လို့လဲ။ကျွန်တော်ခမ ्या ကိုမေးတာ email လို့မေးတာဘာလို့ခမ ्या gmail ပေးတာလဲ။ဟာကျွန်တော်ပြောစရာလည်းတခုပဲရှိပါတော့တယ်။ f mail မပေါ်သေးလို့ပါလို့။ဒုက္ခရောက်လိုက်တာ။ အဲ့ဒီလိုတရားသူကြီးကကျွန်တော်ကိုအီးမေးလ်လိပ်စာရှိလို့ဆိုပြီး15နှစ်ထတ်ချလိုက်တယ်အဲ့ဒီတရားသူကြီးခင်ဗျာမတနာပါဘူးကျွန်တော်သူ့တနာနေလားကို45နှစ်ချလို့မတနာဘူးသူ့ပြန်တနာနေလားဘာဖြစ်လို့လဲလို့ဆိုတော့သူကကျွန်တော်ကိုပြောတယ်မနေ့9နာရီမှာအမိတ်ချဖို့တရားရုံးရှိကိုကျွန်တော်ရောက်အဲ့ဒီအချိန်မှာသူကကျွန်တော်ကိုပြောရှာခဏစောင့်ပါဦးကိုစားကနာဘာဖြစ်လို့လဲ အမိတ်မလာသေးလို့ပါဟမ်တရားသူကြီးကအမိတ်ချမှာသူ့စီအမိတ်မလာသေးဘူးဆိုတော့ तू ကဘာဖြစ်သွားလဲထောင်ကွယ်88ခုနေမှာကျွန်တော်ပြောဘူးတယ်အကြီးတော်ဘုံကြီးဖြစ်တော့ပထမဦးဆုံးဖန်ခံရတာကျွန်တော်ပဲအဲ့ဒီကနေကျွန်တော်ထောက်လိုင်းတက်သေးအပုတ်ခံလိုက်ရတယ် အဲ့ထော်လိုင်းတက်ထဲကိုကျွန်တော်ရောက်သွားတဲ့ချိန်မှာကျွန်တော်တို့ကလက်ထိပ်ကိုနောက်ပြန်ခတ်ထားတယ်။ခေါင်းမှာအဝတ်အမဲကြီးခေါင်းဆွတ်ထား။ပြီးတော့ပြောလိုက်သေးတယ်။နောက်လှည့်မကြည့်နဲ့တော့တဲ့။ဟောဗျာ။အဝတ်အမဲကြီးဆွတ်ထားတာကိုနောက်လှည့်ကြည့်တော့ကျွန်တော်ဘာမြင်ရမှာလဲ။မဟုတ်ဘူးဗျ။သူတို့ရဲ့စိတ်မှာဘာဖြစ်တာလဲဆိုတော့သူတို့ကိုမြင်သွားမှကြောက်တော့။ တောင်အာဖရိကမှာမန်ဒဲလာက truth and reconciliation ဆိုပြီးတော့အမှန်တရားနဲ့ပြန်လည်ရင်ကြားစီရေးဆိုတဲ့အစီအစဉ်ကိုလုပ်တဲ့အချိန်မှာ forgive and forget ဆိုတာကိုလုပ်တယ်။ခွင့်လွတ်တယ်မေ့တယ်ပြီးပြီပေါ့ပြီးခဲ့တာတွေကပြီးပါပြီထားလိုက်တော့အားလုံးခွင့်လွတ်လိုက်ပြီအားလုံးမေ့ပြစ်လိုက်ပြီဒါမန်ဒဲလာပါဇာကနာမဟုတ်ပါဘူးဇာကနာကတော့ခွင့်လွတ်လို့ရတယ် ်မေ့လို့မရဘူးဒါတွေတကယ်လုပ်ခဲ့တာလေကောင်းစဉ်ကောင်းအောင်တော့ကောင်းစဉ်လို့ထင်စရာအကြောင်းရှိပါလားတုံးတုံးလီကိုယ်ပဲဖြစ်ရမှာပေါ့တုံးတုံးလီဆိုတော့30ဖြစ်သွားတယ်ကျွန်တော်ဘာလို့ ဩကတော့ပါဗျဟိုကတပည့်တော်စာပေဟောပြောပွဲဆိုတော့ပြည်သက်တဲ့စကားပြောတဲ့ခါမှာကျွန်တော်တို့ခမရတို့ဆိုပြီးတုံတုံမီဆရာတော်များကိုမယုံမသိပြောတယ်လို့ဖြစ်မှာဆိုလို့ဆရာတော်တန်ခါတော်များကိုဒီနေရာကနေဦးစားပထမတောင်းပန်ပါတယ်ဗျာဘုန်းကြီးတွေကိုတောင်းပန်ဖို့ကျွန်တော်ဝင်လေးမှာမဟုတ်ပါဘူးတောင်းပန်ဖို့ရေးလေအချိန်ဆွဲနေမှာမဟုတ်ပါဘူး လက်ဥပဲချီပြီးတောင်းပန်ပါတယ်ခါကြတနတ်ထိုးပြီးမတောင်းပန်ပါဘူးအဲ့တော့ဟိုတုံးတုံးလီတဆဲလို့ကျွန်တော်ဘာလို့ပြောလိုက်မိတာလဲဆိုတော့တိုက်တိုက်ဆိုင်ဆိုင်ကျွန်တော်တို့ဒီကနေ့စာပေဟောပြောပွဲမှာကျွန်တော်တခါမှကျွန်တော်အကူတွေနဲ့မဆုံရပါဘူး၃ယောက်တိုက်တိုက်ဆိုင်ဆိုင်လာဆုံရပါတယ်အဲ့တော့၃မျိုးတယ်ပေါ့ဗျာမနေ့ကညာ၃မျိုးထိုးကြပေါ့ကျွန်တော်က ဒီရက်ပိုင်းမှာကျွန်တော်စာပေဟောပြောပွဲတွေလိုက်လိုက်ဟောမိတယ်။ဘာယောဂထားလို့လိုက်ဟောမိနေမှလည်းမသိဘူး။အဲ့ဒီဟောတိုင်းစာရေးဆရာကလည်း၃ယောက်ကြီးပဲဖြစ်ဖြစ်နေတယ်။တနေ့ကကျွန်တော်မူစင်မှာဆရာမကြီးဒေါ်ရှိကူမင်းနဲ့ဒေါ်ဆန်းဆန်းနဲ့တာယာဝတီရဲ့ကျွန်တော်ရဲ့ဆိုတော့၃ယောက်။ခုလည်း၃ယောက်။ဒီလိုလာမဲ့မနေ့ကညတော့ကကြာတော့လေဆရာမမတ်တီတာစံကြောင်ရဲ့ဆရာကိုတာရဲ့ကျွန်တော်ရဲ့၃ယောက်။၃နေကြီးပဲ။ ဒီထဲမှာပို့ပြီးထူးဆန်းတာကဟောပြောပွဲစီစဉ်တဲ့လူတွေကပဲတမင်ရည်စူးလုပ်နေသလားလို့တော့ထင်တယ်။စာရေးဆရာဆိုပြီးဖိတ်လိုက်တဲ့၃ယောက်မှာအ ਨੇ ဆုံး၂ယောက်ကထောင်တွဲဖြစ်နေတယ်။အခုဒီမှာပဲကြည့်ဆရာကိုကြီးပူလေးရောကျွန်တော်၂ယောက်လုံးထောင်တွဲ။မနေ့ကဆိုမသိတာစမ်းကြောင်းနဲ့ကျွန်တော်၂ယောက်လုံးထောင်တွဲ။မူစေမှာကြတော့ဆရာမရွှေကူမေနှင်းရယ်ဆရာမစန်းစန်းနဲ့တာယာဝတီရယ်ကျွန်တော်ရယ်၃ယောက်လုံးထောင်တွဲ။ကျွန်တော်စဉ်းစားမိတော့အဲ့ဒါနဲ့၃၃၃၀လို့ပေးလိုက်တာ။ကျွန်တော်တို့ တင်ချာမှာတခုရှိပါတယ်တင့်နဲ့တင့်ပေါင်းရင်၃ညဖြစ်တယ်တင့်နဲ့တင့်ပေါင်းပြီးတင့်ဖြစ်တယ်တင့်နဲ့တင့်ပေါင်းပြီးနှစ်ဖြစ်တယ်တင့်နဲ့တင့်ပေါင်းပြီး၃ဖြစ်ဖို့တော်တော်ခက်တယ်အခုကျွန်တော်အဲ့လိုကြီးပြောနေတော့ကြောင်တောင်တောင်ကြီးဖြစ်เสียပါဘူးတင့်နဲ့တင့်ပေါင်းပြီး၃ညဖြစ်တယ်ဆိုတော့ကျွန်တော်နဲ့ခမည်းနဲ့ပေါင်းပြီးဘာအလုပ်မှမဖြစ်ရင်၃ညပဲကျွန်တော်နဲ့ခမည်းနဲ့ပေါင်းပြီးအလုပ်လုပ်ပြီးတော့ကျွန်တော်မှရှိသလောက်ပဲကျွန်တော်ထွက်လာရင်သူ့မှရှိသလောက်ပဲထွက်လာရင်ဘာတိုးတက်မှုမှမရဘူးတက်ကတက်ကျွန်တော်တို့နှစ်ယောက် ေါင်းပြီးအလုတ်လုတ်လိုက်တဲ့အခါမှာတယောက်နဲ့တယောက်နဲ့ပေါင်းလို့နှစ်ယောက်ဖြစ်တယ်ဆိုရင်ပုံမှန်ပေါ့နှစ်ယောက်ပေါင်းပြီးတော့သုံးဖြစ်သွားတယ်ဆိုရင်ပုံမှန်ထက်မြင့်တဲ့အနေထားတစ်ခုကိုရောက်သွားတယ်ဆိုင်နာကြီးပေါ့ဗျာကျွန်တော်အဲ့လိုရည်စူးပါတယ်သုံးယောက်ပေါင်းပြီးဒီကနေ့ညပြောတဲ့စကားဝိုင်းကနေဟောဒီမြင့်ညာမျိုးကပြစ်တတ်တွေအတွက်အကျိုးဖြစ်စေတဲ့အတွေးလေးတစ်ခုကြံခဲ့ရင်ကျေနပ်လာပြီဆိုင်နာကြီးသုံးသုံးလီမကိုးကြတော့သုံးသုံးလီဆယ်ကြရအောင် ကျွန်တော်တုံးတုံးလေး30လို့ကျွန်တော်ပြောလိုက်တာပါကျွန်တော်တို့တိုင်းပြည်မှာဒီနေ့ခေတ်အချိန်ခါမှာအရန်ရေးကြည့်တဲ့3ချက်3ချက်3ချက်3ခုကျွန်တော်ပြောခြင်းလို့ပါအဲ့ဒီ3ခုများတာပြည့်စုံရင်ကျွန်တော်တို့စိုင်းနာကြီးလို့ခေါ်တဲ့အကျိုးဖြစ်ထွန်းတဲ့လူမှုအဖွဲ့အစည်းတစ်ခုစီကျွန်တော်တို့ UTV သွားကြရတော့မယ်ခက်နေတာကျွန်တော်တို့စီမှာကအဲ့ဒီ3ခုပထမအဦးဆုံး3ခုကိုကျွန်တော်ပြောခြင်းတယ် အဲ့ဒါတော့အီးသုံးလုံးပေါ့ဗျာပြောမယ်အီးသုံးလုံးဆိုတော့နည်းနည်းနာတာပေါ့နော်အဲ့အီးသုံးလုံးမဟုတ်ပါဘူးကျွန်တော်မလွဲတာလို့အင်္ဂလိပ်စကားလုံးကိုပြောရတာကျွန်တော်တတ်နိုင်ဆုံးအင်္ဂလိပ်စကားလုံးမပြောချင်ဘူးရှောင်မှမယ်ဒါပေမဲ့မလွဲတာလို့ပေးပြောပါ အီးသုံးလုံးဆိုတာပထမဆုံးတစ်လုံးက emotion စိတ်ခံစားမှုရှိကြတယ်ဆရာညီကုလေးတို့စာရေးတယ်စိတ်ခံစားမှုမရဘဲနဲ့ဘာစာမှရေးလို့ရမှာမဟုတ်ဘူးစာဖတ်တဲ့လူကလည်းစိတ်ခံစားမှုရှိမှစာဖတ်ကြမယ် ရှစ်ကြမယ်မုံညမယ်အမြင်ကတ်ကြမယ်အဲ့ဒီစိတ်ခံစားမှုပေါ့ဆိုပါတော့ဗျာအမြင်ကတ်ကြမယ်ဆိုတော့တချို့ကပြောတယ်မင်းတို့ပမာတွေဘာလို့ဆင်းရဲတာလဲကျွန်တော်တကယ်ချင်းတရားပြန်ဖြေတယ်အစိုးရကိုမကျေနပ်ဘူးကွာအဲ့ဒါဘာဆိုင်လို့တော့အဲ့ဒါအစိုးရကိုမကျေနပ်တော့ကြေကြေရလည်းမပြောရဘူးအိမ်ထဲဝင်ပြီးတော့ကြိတ်ကြိတ်ပြီးတော့ဆဲရင်ဆဲရင်ကနေဆင်းရဲဆင်းရဲသွားတယ်စိတ်ထဲမှာနာလိုက်တာ ဟိုပြိတ္တကလက်ခုပ်တီးပြီးတော့ရည်တယ်ကျွန်တော်ကတော့စိတ်ထဲနာတယ်တော်တော်နာနာကျင်ကျင်နဲ့ရည်ရတယ်ပြက်လုံးပေါ့ဗျာဘာလို့လဲဆိုတော့ဘာဘာဖြစ်လို့မကျင်တတ်တာကိုကြိတ်ပြောနေရပြောင်ပြောပေါ့လူပဲပြောတော့လူတွေအားလုံးရဲ့အခွင့်အရေးလွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာဝေဖန်ပိုင်းခြားခွင့်ကျွန်တော်တို့လူပဲဗျာမကြိုက်တာကိုမကြိုက်ဘူးလို့ပြောရမှာပေါ့မကြိုက်တာကိုမကြိုက်ဘူးလို့ကြိတ်ပြောနေရမယ်ခစ်မဟုတ်တော့ပါဘူးဒီနေ့ဒီချိန်ဒီခါ မနေ့ကကြောက်ချင်ကြောက်ခင်မယ်ဒီနေ့ညဒီစကားဝိုင်းအပြီးမှာတော့မကြောက်ကြပါနဲ့တော့ပြောစရာရှိရဲရဲပြောပါအချိန်နေချိန်ခါပြောင်းလဲရပြီရဲရဲတွေးပြီးရဲရဲပြောတဲ့ delay ကိုဒီနေ့ညကစာထူထောင်ကြပါနောက်တစ်ခုကစတော့ကျွန်တော်တို့နိုင်ငံရေးလောက်ကြတဲ့အကြောင်းကိုဟိုဆရာလည်းပြောသွားပါတယ်အားလုံးလည်းကြားဖို့နေကြတယ်နိုင်ငံရေးလောက်တော့ထောင်ကြတယ်ဟုတ်တာပေါ့နိုင်ငံရေးလောက်ရင်ထောင်မကြဘူးဆိုတော့တယောက်မှမရှိဘူးစတော့ကတော့တယောက်ကလာပြောသေးတယ်နိုင်ငံရေးအကျဉ်းသားတွေကိုလှူခြင်းလို့ဆရာဦးဝင်းတေစီလှူပါလို့ နိုင်ငံရေးလို့ရင်ထောင်ကြတယ်ဆိုတဲ့ခစ်ကတော်ဖို့ကောင်းပြီဒီနေ့ညအစားလို့နိုင်ငံရေးလို့ရင်ထောင်မကြဘူးဆိုတဲ့ခစ်ကိုကျွန်တော်တို့ပြောင်းကြရအောင်အဲ့ဒါအစိုးရကိုကြီးပဲပြောနေဖို့မလိုပါဘူးကိုကိုယ်တိုင်ကစပြောင်းဖို့လိုတာကျွန်တော်နိုင်ငံရေးလို့လို့ရပါတယ်ထောင်မကြတဲ့နိုင်ငံရေးလို့ပြောနေတာမဟုတ်ဘူးနိုင်ငံရေးလို့လို့ထောင်မကြဘူးလို့ကျွန်တော်ပြောနေတာပါကျွန်တော်တို့ရဲရဲတွေးဖို့ရဲရဲပြောဖို့အဲ့တော့ခုနကကျွန်တော်ပြောတဲ့ e ဆိုတဲ့ခံစားမှု emotion ကိုယ်မှာရှိတဲ့ခံစားမှုကိုမှကိုမပြောရရင်ဘု து သွားပြောရအောင် ဘသူ့ကိုကိုကိုစားပြုပြီးတော့ကျွန်တော်တို့ငားပြောကြမှာစင်ကာပူနိုင်ငံကလီကွမ်းယူကြားဖို့နေကြပါတယ်အားလုံးကျွန်တော်တိတ်မုန်းတာသူ့နိုင်ငံတိုးတက်တာမှန်တယ်ဘေးနိုင်ငံတွေကိုအယံပုတ်ခတ်တယ်ကျွန်တော်တို့နိုင်ငံဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမဆိုရင်သူနှိပ်စက်တဲ့တန်းကိုတော်တော်ခံရတယ်အဲ့ဒီလူကဘာပြောလဲဆိုတော့ဒီနေ့ခင်မှာ emotion တွေမလိုချင်ဘူးစိတ်ခံစားမှုရှိတဲ့လူတွေကိုမလိုချင်ဘူးပေါ့ခက်က education ခဲ့တဲ့ပညာရေးခဲ့ပေါ့ ဟုတ်တာပေါ့သူ့အနေနဲ့ပြောအားရှိတယ်။ဘာကြောင့်လဲဆိုတော့စင်ကာပူဆိုတဲ့နိုင်ငံကပညာရေးကိုပွဲစားလုပ်ပြီးချမ်းသာလာတဲ့နိုင်ငံ။အဲ့တော့သူက emotion ခေါ်တဲ့ခံစားမှုကိုမလိုချင်ဘူးလို့ပြောတာ။ကျွန်တော်တို့ကတော့လိုချင်တယ်။ဟောဒီကမြင့်ညာပြိတ္တကြီးလဲလိုစေချင်တယ်။ဘာကြောင့်လဲ။စိတ်ခံစားမှုခေါ်တဲ့ e emotion တလုံးကိုမှမရရင် aesthetic english စကားလုံးပဲသို့တော့ american စကားလုံးပေါင်းနေဆိုတော့ aesthetic နောက် e တလုံးပေါ့။ ယတ္တဘာမှမခံစားရတော့ဘူးအလှအပတရားဘာမှမသိတော့ဘူးပကံမှာနေဝင်ချင်းကိုလာကြည့်နေကြတယ်နိုင်ငံသားတွေညနေရလဲတပုံကြီးတွေ့တယ်နေဝင်ချင်းကဘယ်နာကြည့်ကြည့်လှတာယူပဲပကံကကြည့်ရင်ပိုလှတယ်ဗမာပြည်ကလူကကြည့်လဲလှတာပဲအိန္ဒိယကလူလာကြည့်လဲလှတာပဲအမေရိကကလူလာကြည့်လဲလှတာပဲဒါကြီးကိုလှမှန်းဘာဖြစ်လို့ဘယ်သူကသတ်မှတ်တာလဲအဲ့ဒီအလှတရားဆိုတာစိတ်ခံစားမှုကြောင့်အဲ့ဒီအလှတရားဖြစ်လာအတူတူကြီးပဲအမေရိကန်လည်းလှတာကိုမြင်တတ်တယ်ဗမာလည်းလှတာကိုမြင်တတ်တယ်ကလားလည်းလှတာမြင်တတ်တယ်တရုတ်လည်းလှတာမြင်တတ်တာပဲ ဘာလို့မျိုးတွေအားလုံးမှာဒီမျိုးတွေတွေ့ကြတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ချိန်ကရေတော့ရေကိုပဲနိုင်ငံကြီးလောကထဲမှာထထဲဝင်လုပ်ခဲ့တဲ့ကိုဇာကနာရဲ့ဂျုံတတိယပိုင်းကိုဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော်မျိုးတွေအားလုံးမှာဒီဗီဒီယိုတော့လည်းဆုံးသက်ပါတယ်။နောက်ထပ်ပြီးမှာတော့နောက်တဲ့ interview တွေကျွန်တော်ရဲ့ကိုကျေရဘောလို့ရှင် print channel လေးကို lens camera lens camera ပြီးပေးအခွန်လိုက်ခြင်းဖြစ်ပါတယ်။ဒါလည်းများဗီဒီယိုတွေတင်အားလုံးကြည့်ရှုနာစင်ရဖြစ်ပါတယ်။ကျွန်တော်မျိုးတွေအားလုံးပဲညာရှင်းနိုင်ွယ်တဲ့တင်စီမှာပြန်လည်ဆုံးတွေ့ကြပါမယ်။ဆုံးနေရှိပြီးတဲ့ဒီဝင်ဆိုင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။